ဖះစူစူတဲမေသူဖះစကားပြူလာပြီးတဲ့နောက်ပိုင်းမှာအမဘွားကြီးပြောင်းလဲလာတယ်။အမွေအဖြူကြီးလာတယ်ပေါ့။မွေအဖြူကြီးတက်ကောင်းကသူကမွေအဖြူကြီးအရန်ကြီးတယ်။ ကြီးရဲဆိုတော့သူကလာလို့ရှိလို့ရှိရင်အမရဲ့ခြေရင်းမှာပဲအိတ်တယ်ခြေရင်းမှာဘာဖြစ်လို့အိတ်တာလဲရွှေဖူးခြေရင်းမှာမအိတ်ပါနဲ့ပြီးတော့ရွှေဖူးနဲ့အိမ်မက်ထဲမှာပြောတာပေါ့နော်ရွှေဖူးနဲ့ဒီမွေပြူကြီးเนี่ยဘဝလည်းခြားနေပြီသူအဲ့လိုရွှေဖူးကပြောတာပေါ့ဘဝခြားနေပြီအဲ့တော့ရွှေဖူးနဲ့အခုချိန်မှာလာပြီးတော့နေလို့မတင့်တော်တဲ့အတွက်ရှိဘူးနဲ့ဝဝေးနေပါဆိုရင်အဲ့ဒီမွေပြူကြီးကခန္ဓာကိုယ်အားဖြင့်လေအလေးချိန်တော်တော်လေးတယ်ဒါပေမဲ့အမမနိုင်တယ်သူ့ကို ြီးမွေပြူတခင်မတခင်ကအမရဲ့သာသနာပြုခရီးစဉ်နဲ့ပတ်သက်ပြီးတော့မှပေါ်လာတဲ့တခင်လေးတပုတ်ပေါ့နော်အဲဘာလဲဆိုတော့အဓိကအကြောင်းရင်းကတော့အမရဲ့အိမ်မက်ထဲကိုဒီငကားအဖြူလာတယ်ငကားအဖြူလာပြီးနောက်ပိုင်းမှာအမငကယုံနေတည်ဖြစ်တဲ့ပေါ့လေတည်ဖြစ်တာပထမဦးဆုံးတည်တာတော့ငကားတော့အစိမ့်ပါပဲနောက်ပထမဆုံးတဲတာမော်ကျွန်းပေါ့မော်ကျွန်းမှာငကယုံတဲတယ်နောက်တကမိုင်း20မှာတဲတယ်အခုကတော့ငကယုံအဖြူပေါ့လေငကယုံအဖြူကအထန်းတပြင်း တိုင်းတရာမြို့နယ်ထန်းတပင်ဓမ္မမီတနီចောင်းတိုက်ထဲမှာတဲနေရငကားကိုကောင်ငကယုံအဖြူတဲနေရပေါ့အဲ့တော့ဒီတချင်းလေးကမွေးဖြူတကိမတချင်းလေးကဘာကြောင့်လဲဆိုတော့ဒီအိမ်မက်ထဲမှာငကားအဖြူတွေလာတယ်နောက်အိမ်မက်ထဲမှာမွေးအဖြူကြီးကအမြဲတမ်းလာအိတ်တယ်အဲ့လာအိတ်ပြီးနောက်ပိုင်းမှာမှသာသနာပြုခရီးစဉ်ကိုရှောက်လန်းနေရရင်လည်းပတ်သက်ပြီးတော့မှကိုဘွားဖြစ်စဉ်ကိုကြောယူယူပြီးတော့ပုံဖော်ထားတဲ့တချင်းလေးတစ်ပုဒ်ပါဟုတ်အဓိကပါလဲဆိုတော့ဟို မကဒီငကားရည်နဲ့ပတ်သက်ပြီးတော့ဗောလေငကားရည်နဲ့ပတ်သက်ပြီးတော့တွေ့ကြုံနေရှိလာတယ်နောက်ပြီးတော့ငကယုံနေနဲ့ပတ်သက်ပြီးတော့ trend ကဒီငကယုံနဲ့ငကားရည်နဲ့ပတ်သက်ပြီးတော့တည်ရတဲ့တီးတန့် line တစ် line လို့ကိုဘွားကဖြစ်လာတယ်ဗောနောက်ပြီးတော့ငကယုံဖျားတည်တော့မယ်ဆိုလို့ရှိရင်အဲ့နေရာကိုကအเจ้าအမျိုးမျိုးကြောင့်ကိုရောက်သွားတယ်ပွဲပေးရတယ်အဲ့နေရာတွေကပဲကိုတီးတန့်ဖိတ်တဲ့အနေအထားမျိုးရောက်လာတာဗောလေ ဒါကိုဘွားရဲ့လက်ရှိ current ဖြစ်နေတာပေါ့ဟိုတခြားမမြင်ရတဲ့အရာတွေကတော့အာဘာတွေတွေ့ရပါတယ်ဘာတွေဖြစ်ပါတယ်ဆိုတာကတော့ဒါပရိသတ်တွေအနေနဲ့ဟုတ်ချင်မှလည်းဟုတ်မယ်ဆိုရဲသူလိုသူလိုအတွေ့အကြုံမြင်ကောင်းမြင်နိုင်တယ်ဒါပေမဲ့အမရဲ့ Facebook မှာလည်းရှိပါတယ်အမလက်ရှိသွားနေတဲ့ trend ထဲမှာဒီငကယုံတွေနဲ့ပတ်သက်ပြီးတော့မှငကယုံပြားတည်တဲ့နေရာတိုင်းနေရာတိုင်းကိုအမရောက်တယ်နောက်ငကစားတွေကျွေးဖြစ်တယ်ဒီငကားတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မှုတွေကဒါအမဘွားအတွက် ဒါအမှတ်တရပေါ့လေဒါပေမဲ့တချို့ကတော့ဒါတွေကမမြင်အပ်တဲ့အရာတွေပါရှောက်ပြောတာလည်းဖြစ်ခြင်းဖြစ်မယ်ဒါတွေလည်းထင်ကောင်းထင်နိုင်ပါတယ်ထင်လို့လည်းရပါတယ်ဒါပေမဲ့လက်ရှိ current မှာတော့အမရဲ့သွားနေတဲ့လမ်းကြောင်းပေါ်မှာငကယုံနေနဲ့ပတ်သက်ပြီးတော့ငကယုံပြားတဲတဲ့နေရာတိုင်းကိုကိုရောက်နေတဲ့ပွဲတွေပေးနေရတယ်ထပနာတွေပိတ်ပေးနေရတယ်ဆိုတော့ဒါအမဘွားရဲ့လက်ရှိဖြစ်စင်ပါပဲဟုတ်ခုနကပြောသလိုပေါ့ငကားဖြူလာတယ်ပေါ့နော်ငကားဖြူလာတယ် နှကားပြူလာပြီးတဲ့နောက်ပိုင်းမှာအမဘွားတွေပြောင်းလဲလာတယ်ပြန်ပြောင်းလဲလာတယ်နောက်မွေးအဖြူကြီးလာတယ်ပေါ့မွေးဖြူကြီးတကောင်ကသူကမွေးဖြူကြီးအရန်ကြီးရဲ့ကြီးရဲ့ဆိုတော့သူကလာလို့ရှိလို့ရှိရင်အမရဲ့ခြေရင်းမှာပဲအိတ်တယ်အိတ်တယ်ဆိုတော့အမခြေရင်းမှာဘာဖြစ်လို့အိတ်တာလဲရွှေဖြူခြေရင်းမှာမအိတ်ပါနဲ့ပြီးတော့ရွှေဖြူနဲ့အိမ်မက်ထဲမှာပြောတာပေါ့နော်ရွှေဖြူနဲ့ဒီမွေးဖြူကြီးเนี่ยဘဝလည်းချားနေပြီသူအဲ့လိုရွှေဖြူကပြောတာပေါ့ ဘဝချနေပြီအဲ့ရွှေကူနဲ့အခုချိန်မှာလာပြီးတော့နေလို့မတင့်တော်တဲ့အတွက်ရွှေကူနဲ့ဝူးဝေးနေပါဆိုပြီးအဲ့ဒီမွေပြူကြီးကခန္ဓာကိုယ်အားဖြင့်လည်းအလေးချိန်တော်တော်လေးတယ်ဒါပေမဲ့အမမနိုင်တယ်သူ့ကိုသူ့ကိုမနိုင်ပြီးတော့အမအဲ့မွေပြူကြီးကိုမပြီးတော့အမပြင်းပြင်းပေါက်ကနေသူ့ကိုကဲကိုနေရာကိုနေပါဒီနေရာလူရင်းနေတဲ့နေရာဖြစ်တဲ့အတွက်ဘဝချင်းလည်းမတူတော့ဘူးအဲ့တော့ရွှေကူနဲ့တူတူနေလို့မရတဲ့အတွက်ကိုနဲ့တင့်တော်တဲ့နေရာလေးမှာနေပါဆိုပြီးတော့အမဒါရီပြောပြခဲ့တယ်ပေါ့လေနောက်တချို့အရာတွေလည်းဘယ်လိုပြောရမလဲ ဟိုအများကြီးခြားခြားလို့တော့မကောင်းဘူးပေါ့လေရှိနေပါတယ်အကြောင်းအရာတွေကတော့ဟုတ်ဖယားစူးစူးလူမဲသူခုနှစ်ရက်သားသမီးများရဲ့ကိုစားသူအာယုံနေမှာသူတေးရမေဖယားများကငကားဖြူများခြံရံတော့ ငွေရောင်တဖိဖိတောက်ပါနေတဲ့ငကေယုံဖျားများပထန်းဇတွေတဆတွေလီလာရာဇဝင်တွေကပြန်ဝင်စားရင်မင်းသမီးလေးတပါမွေပြူသခင်မလေးတာသနာပြုမေမင်းသမီးလေးအဓိကတော့အမကဒီ2018 2019ပေါ့နော် ချစ်ကြည်ပါလားစီးရီးထွက်တယ်။နောက်တစ်ခါပလက်တီနမ်ဂီတဆာဆိုဆရာဦးလေးလွင်ကိုဂုံပြူတဲ့စီးရီးစီစဉ်ထုတ်လုပ်တယ်။ဟိုကိုယ့်ရဲ့ single sound အနေနဲ့ကတော့ဒီချစ်ကြည်ပါလားစီးရီးတစ်ခုပဲထွက်တာပါ။ကျန်လာတော့အမကဟိုကိုကိုရိုင်းစီစဉ်ထုတ်လုပ်တာ ဖြစ်တဲ့အတွက်ဒါတော့အဓိကမဟုတ်ဘူးပေါ့လေအဲ့ဒီခွေထွက်ပြီးရကိုဗစ်1 year ဖြစ်တယ်နောက်နိုင်ငံရေးကာလတောက်လျှောက်ဖြစ်တယ်ဒါမဲ့ ကိုဗစ်ဒီရောနိုင်ငံရေးကာလအတွင်းမှာအမပွဲတပွဲမှမနာခဲ့ရပါဘူးအမတောက်လျှောက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆီယာရော်တန်ဂါရော်ရီနားမှာချင်းခတ်တာဖြစ်တဲ့အတွက်ဆီယာရော်တန်ဂါရော်ရီရဲ့ပွဲတွေမှာအများရန်ပေါ့နော်သာသနာပြုနေရဖြစ်တဲ့အတွက်အများရန်ပွဲဆိုဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီကနေတောက်လျှောက်ကိုအမအခုချိန်ထိကိုအမဟိုမနာမနေအမအနုပညာလုပ်ငန်းတွေလုပ်နေပါတယ်အလုပ်လည်းတစ်ဖက်ရှိရတဲ့အတွက်ပေါ့လေလုပ်နေရဆိုတော့အဓိကကဘာလဲဆိုတော့ဟိုတချို့ကတော့အောင်မြင်ဖို့လုပ်နေရလားလို့မှောင်မိတယ် အောင်မြင်ပြီးွားရင်ရောအဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းဖို့ခတ်ပါတယ်အဲ့တော့အောင်မြင်ဖို့ကိုလုပ်နေတာထက် အမက ရှင်သန်နေတာပါကိုဘွားကရှင်သန်နေတာအတိတ်ပဲရှိအောင်ရှင်သန်နေတာအောင်မြင်ပြီးွားရင်အောင်မြင်မှုကပျောက်သွားနိုင်တယ်အောင်မြင်ပြီးွားရင်လည်းကြာရှုံးသွားနိုင်တယ်အဲ့ဒါကြောင့်မလို့အမလုပ်နေတဲ့အလုပ်တွေအောင်မြင်ဖို့ထက်ကိုပေါ့နော်ကိုလက်ရှိရှိနေတဲ့ဘဝမှာရှင်သန်ရက်တည်နေတဲ့ပျော်ရွှင်စွာနဲ့ရှင်သန်ရက်တည်နေနိုင်ခြင်းဟာ အောင်မြင်ခြင်းတစ်ခုဖြစ်တဲ့အတွက်အမရဲ့ဘဝကိုအငြင်းရှင်သန်နေအောင်ပဲအလုပ်လုပ်ပါတယ်ရန်တော့ဝေရောက်တပြီးပြီးတောက်ပါနေတဲ့ငရေယုံပြ တော်တော်များတော့အမတော်မြန်နဲ့တဲ့ချင်အမအဆိုးဝရှိရယ်နောက်ထပ်အဆက်လာတယ်ပထမဆက်တက်ဆက်တည်းနဲ့အဆက်လာတယ်ဆိုလို့ရှင်တော့ငကားတွေနဲ့ပတ်သက်ပြီးတချင်းတွေဆိုးဖို့တော့ရှိပါတယ်ဒါကလည်းအချိန်ပေးလိုက်ရင်ပေါ့လေဒါကလည်းမယုံလို့မရလို့အမလှုပ်လာရတယ်လန်ကီးလေးပေါ့ ပုံမှန်သွားနေတဲ့အနုပညာ trend ထက်ဒီဘက်ကိုအမှန်နဲ့လေးအာယုံပိုရောက်လာတယ်ဆိုတဲ့သဘောပေါ့လေလက်ရှိထပ်ပြီးတော့လုံးမဲ့တချင်ကတော့အမတော်မြန်နဲ့တချင်ကိုအမဆိုမှဆိုပြီးတော့အမဒီအမတော်မြန်နဲ့ဇက်ကအတွက်အမလောက်ဖို့အစီအစဉ်နေရှိနေပါမလေးဝေဖြူတဲ့ Wave you the kima, w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 ave.